။ဟုတ်ကဲ့ရအောင်မင်္ဂလာပါ။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကအာဆော့ဖ်ဝဲတွေကိုလွယ်လွယ်ကူကူလေးဖန်တီးရမယ်ပေါ့နော်။ဘယ်လောက်ထိလွယ်ကူအောင်ဖန်တီးမလဲဆိုတော့ကျွန်တော်တို့ကုတ်တွေလည်းမရေးဘူး AI ကိုလည်းမခိုင်းဘူး။ဒါဆိုတော့ကုတ်လည်းမရေးဘူး AI ကိုလည်းမခိုင်းဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုဖန်တီးမလဲပေါ့နော်။ကျွန်တော်တို့ဘယ်လိုဖန်တီးမလဲဆိုတော့ကျွန်တော်တို့ craft platform တွေပေါ့အတုံးပြပြီးတော့ကျွန်တော်တို့ဖန်တီးတော့မယ်ပေါ့နော်ကျွန်တော်တို့တုံးမဲ့ဒီဗီဒီယိုမှာကျွန်တော်အတုံးပြပြမယ့် platform ကဒီကောင်ပေါ့နော် app creator 24 အာ appcreator24.com ဆိုတဲ့ platform ပေါ့နော်အဲ့ဒီ platform ကိုကျွန်တော်အသုံးပြပြတော့မယ်ဒီ platform ကိုမဲ့ဆိုတော့ Chrome မှာပဲဖြစ်ဖြစ် Google browser တစ်ခုခုမှာဖြစ်ဖြစ်ဖြင့်ရှာလိုက် ပေါ့နော်ရှာပြီးလိုက်ဆိုလို့ရှင်တော့ဒီမှာဒီအဆင့်ကိုရောက်လာဆိုရင်ဒီမှာ email password ထည့်လို့ရတယ်တကယ်လို့မထည့်ချင်ဘူးဆိုလို့ရှင်လည်းကျွန်တော်တို့ကအောက်ကနေပြီးတော့ Google ပေါ့နော် sign in with Google ဆိုတာနှိပ်လိုက်ဒါတော့ကျွန်တော် sign in လုပ်ထားပြီးသားဆိုတော့ဟော sign in မလုပ်ရသေးဘူး sorry ဒီကောင်မှာနော်ဒါရွေးလိုက် โอเคပြီးရဲဆိုလို့ရှင်ကျွန်တော်တို့ဆိုင်းရင်ဖြစ်သွားလိုက်မှာပေါ့เนาะโอเคကျွန်တော်တို့ဒီမှာဆိုင်းရင်ဖြစ်သွားပြီဆိုလို့ရှင်ဒီမှာအာ applicable to ဘာညာဘာညာဘာညာပြောတယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးကျွန်တော်တို့ continue ကိုနှိပ်လိုက် continue ကိုနှိပ်လိုက်တယ်ဆိုလို့ရှင်ဒါကတော့ကျွန်တော် assign ဖန်တီးထားတဲ့ဟာပေါ့เนาะ assign ဖန်တီးထားတဲ့ဟာကျွန်တော်တို့က software တစ်ခုဖန်တီးမယ်ဆိုလို့ရှင် create app ကိုနှိပ်လိုက် create app ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီနေရာမှာတော့မိတ်ဆွေထည့်ချင်တဲ့ဟာထည့်လို့ရတယ်ကျွန်တော် business tip လား web development လားကျွန်တော်ခုနဖန်တီးထားတာ web development ကိုဖန်တီးထားတာကျွန်တော်နောက်တစ်ခေါက်ပြန်ဖန်တီးပြမယ်ပေါ့နော်ဒီမှာ web development ကိုဖန်တီးရယ်ပြီးတော့ရှင်ရင်ဒီမှာကျွန်တော်တို့ကအပေါ်က icon လေးပေါ့နော်ဒီမှာကျတော့မိတ်ဆွေရဲ့ app နာမည်ကိုထည့်ရမှာနော်မိတ်ဆွေဘာကိုပဲထည့်ထည့်ရတယ်နော်ဒီမှာ app တခုခုမိတ်ဆွေဖန်တီးချင်တဲ့ application က mobile လားဒါအစက်ကဇက်ကားတွေ video တွေတင်တဲ့ ဟာလာဘာလာပေါ့နော်ဒါမိတ်ဆွေစဉ်းစားလာဒီ game application ကဘာလာဆိုမိတ်ဆွေစဉ်းစားလာပြီးမိတ်ဆွေရဲ့ application ရဲ့နာမည်ကိုဒီမှာထည့်ပေးရမှာပေါ့နော်ကျွန်တော်ကကြတော့ DEV လို့ပဲပေးလိုက်မယ်ဘာလို့ဆိုတော့ deployment ပေါ့နော်ဒါ PDF file နဲ့လွယ်လွယ်ကူကူပဲကျွန်တော်ဖန်တီးပြပါမယ်ပြီးတော့ရှင်ဒီမှာကြတော့မိတ်ဆွေရဲ့ app icon app application icon ကကြာမိတ်ဆွေရဲ့ဒီဖုန်းထဲမှာရှိပြီးသားဆိုလို့ရှင်ဒီအပေါ်ဟာကိုရွေးပါ option 1ကိုရွေးတကယ်လို့မရှိဘူးဆိုလို့ရှင်တော့ choose for app နဲ့ဒီမှာမိတ်ဆွေ icon တစ်ခုခုထည့်လို့ရတယ်အဲကျွန်တော်ကတော့ ်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီကောင်ပဲထည့်လိုက်မယ်ဘောနော်ဒီကောင်ပဲပြန်ပြီးတော့ထပ်ထည့်လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီမှာ description မှာကြာတော့ဘာထည့်ရမှာ this f is for dv ဒါတော့ကျွန်တော်ကိုပါတော့ကိုဒီတိုင်းလောလောဆယ်ရှောက်ထည့်လိုက်တာမိတ်ဆွေရဲ့ application ရဲ့အကြောင်းကို application ရဲ့အကြောင်းကိုဟိုရှင်းအတူချုပ်ရှင်းပြထားတဲ့ဟာကိုမိတ်ဆွေဒီမှာထည့်ပေးရမှာပေါ့နော်ပြီးတော့ကျွန်တော် next ကိုနှိပ်လိုက်လို့ရပြီကျွန်တော် next ကိုနှိပ်လိုက်မယ်ဒါမှမဟုတ်လိုက် အာမကြိုက်ဘူးဆိုကန်ဆယ်လုပ်လိုက်ကျွန်တော် next ကိုနှိပ်လိုက်မယ်ဒါပေမဲ့ကျွန်တော်ဒါကိုအတိအကျရွေးမှာမဟုတ်ဘူးเนาะကျွန်တော်ဒီကောင်ကိုမဖန်တီးတော့ဖန်တီးပြီးသားရှိရေပေါ့เนาะကျွန်တော်အခုဖန်တီးပြီးသားပြတာ okay ဒီနေရာမှာဆိုတော့မိတ်ဆွေရဲ့ application အထဲကဟိုဟာကိုအကာလာကိုဘယ်လိုပုံစံထားကျင်တာလဲဆိုတော့ရွေးခိုင်းတော့ကျွန်တော် black ကိုရွေးမယ်ပြီးရင် nice ကိုပဲဆက်နေမယ်ဒီမြောင်ရောက်လာပြီဆိုလို့ရှိရင်မိတ်ဆွေရဲ့ application ကဘာဘာမျိုးစားလဲ social လား social network လား check social network လား video sharing လား web application လားပါလားညာလားပေါ့နော်ဒါမျိုးစိုက်တာယူတကယ်လို့ဒါတွေမဟုတ်ဘူးဆိုလို့ရှင်တော့ဒီမှာ create empty ကိုနေကျွန်တော်ကတော့အဲ့ကောင်တွေတခုမှမဟုတ်ဘူးကျွန်တော် create empty ကိုနေလိုက်မယ်ပြီးရင်ဒီမှာ go to app manager ဆိုတာရှိရယ် go to app manager ဆိုကျွန်တော်တို့ application ကိုကျွန်တော်တို့ကိုယ်တိုင် manage လုပ်မယ်ဟာအဲ့တော့ကျွန်တော်တို့ကဒီနေရာကိုရောက်လာပြီပေါ့နော်ဒီနေရာကိုရောက်လာပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီနားလေးမှာ ဆန်ရှင်ကိုနှိပ်လိုက်။ဘာကြောင့်ဆန်ရှင်ကိုနှိပ်ရလဲဆိုတော့ကျွန်တော်က application တစ်ခုကိုဖန်တီးရဆိုပေမဲ့ကျွန်တော်ဖန်တီးရ application က YoYo PDF file တွေကိုစုစည်းထားတဲ့ application ပုံစံမျိုးဖန်တီးပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပဲ။အဲဒါကြောင့်ကျွန်တော်က create ဆန်ရှင်ကိုနှိပ် create ဆန်ရှင်ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာမိတ်ဆွေရဲ့ application ပုံစံမျိုးပေါ့နော်။ app ရဲ့ text file နဲ့ type တွေပေါ့ဒီမှာမိတ်ဆွေကတကယ်လို့ website ဆိုလို့ရှိရင်ဒီကောင်ရွေး html text ဆိုဒီကောင်ရွေးဒါမှမဟုတ်တခြားအရာတွေပေါ့နော် image and sticker ပေါ့။အာ store ။ Audio ဆိုတော့ MP3 တို့ပါလို့ Video လားဒါမှမဟုတ် Social Media လား။ Social Media Video ဆိုတာကတော့ကျွန်တော်တို့အာ Facebook တို့ YouTube တို့ TikTok တို့လိုမျိုးတွေပြောတာ။ဒါမှမဟုတ် Broadcast လားပေါ့နော်။ဒါ Check လား။အာအများရွေးရှိရမိတ်ဆွေကြိုက်တာရွေးကျွန်တော်ကတော့ PDF ဖိုင်ကိုရွေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရအခုလက်ရှိဖိုင်ဒီပြမယ့်ဟာက PDF ဖိုင်နေစုစည်းထားပေးတဲ့ app ဖြစ်တာတော်မလို့။အဲ့တော့ကျွန်တော်ဒီ PDF ဖိုင်ကိုရွေးလိုက်တယ်။ရွေးပြီးတော့ခါကျရင်ဒီမှာ PDF ဖိုင်နာမည်တစ်ခုပေးရမယ်။ဒီကောင်ပေးပြီးရင်ဒီမှာ choose ဖိုင်ကို name ပြီးရင်ဒီမှာမိတ်ဆွေထဲချင်တဲ့ PDF file တခုခုတည်းဒါကတော့ကျွန်တော်ရဲ့ setup မှာရှိရပါဘောเนาะဒီမှာ professional web development php laravel javascript api ပေါ့เนาะအများကြီးရှိရတကယ်လို့မိတ်ဆွေဒီဥစ္စာတွေလိုချင်တယ်ဆိုရင်ကျွန်တော်မှလာတောင်းလို့ရတယ်ကျွန်တော်အလကားအခမဲ့ share ပေးမယ်ပေါ့เนาะဟောဒါကတော့ပတ်စံနဲ့ဝယ်ဆရာမလို့ဆရာအီမောင်ရဲ့စာအုပ်တွေပေါ့เนาะဆရာအီမောင်ရဲ့စာအုပ်တွေကို pdf file နဲ့သူက free ချတာပေးရဖြစ်တော့ဒါကြောင့်မို့ကျွန်တော်ကတန်ဖိုးရှိရတဲ့ဟာတွေဖြစ်လို့ download ဆွဲထားတာမိတ်ဆွေလိုချင်တယ်ဆိုရင်ကျွန်တော်ပြောကျွန်တော်ပေးမယ် အဲ့တော့ကျွန်တော် PHP ထည့်လိုက်မယ်ဒီမှာเนาะအမ် PHP ကိုထည့်လိုက်တယ်ထည့်ပြီးတော့အခါကျရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ save ကိုနှိပ်လိုက် save ကိုနှိပ်ပြီးကျွန်တော်တို့ခဏလောက်စောင့်ရမယ်ပေါ့เนาะ Okay အခုဆိုလို့ကျရင်ကျွန်တော်တို့ဒီမှာ save ဖြစ်သွားပြီပေါ့เนาะပြီးရင်ကျွန်တော် backlog ကိုပြန်နှိပ်လိုက် backlog ကိုပြန်နှိပ်လိုက် PDF file ကတစ်ခုပဲရှိသေးတယ်အဲ့တော့ကျွန်တော်နောက်ထပ်အများကြီးထပ်ထည့်ချင်တယ်ဆိုရင်ဒီကောင် create session ကိုနှိပ်ခုနကတော့အတိုင်းပဲကျွန်တော် PDF file ကိုရွေးဒီမှာကျွန်တော်နာမည်တစ်ခုပေးဟာ PHP ဒီမှာတွားပြီးတော့ file တစ်ခုခုရွေးလိုက်ကျွန်တော်တော့မရွေးတော့ဘူးเนาะမိတ်ဆွေကအဲ့လိုမျိုး file ရွေးပြီးရင် save ကို net ပြီးဆိုပြီးတော့ဆိုဒါ back ကို net create session ကို net အဲ့လိုမျိုးဒါ set သွားလိုက်အဲ့ဆိုကျွန်တော်လောလောဆယ်တစ်ခုပဲထည့်လိုက်ပြီးရင်เนาะထည့်လိုက်ပြီးမိတ်ဆွေကတော့အများကြီးထည့်ပါเนาะပြီးတော့အခါကျရင် ATS ကျွန်တော်တို့ကဒီတိုင်းပဲ software တစ်ခုကိုဖန်တီးလိုက်ပြီးဆိုမှမပြီးသေးဘူးအဲ့ကနေပြီးတော့ကျွန်တော်တို့ပတ်စံရအောင်လုပ်ရအောင်ပါเนาะပတ်စံရအောင်လုပ်အောင်ဆိုတော့ကျွန်တော်တို့က ATS ကို net ATS ကိုနှိပ်ပြီးရတဲ့အခါကျရင်ဒီမှာ ကြုံညာကုတ်တွေထည့်ရမယ်အဲ့ကြုံညာကုတ်တွေဘယ်ကနေတွေ့ရအောင်လဲဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတစ်ခုမှာကျွန်တော် Google ကနေပေးထားတဲ့ကြုံညာ platform နှစ်ခုကိုကျွန်တော်ရှင်းပြမယ်ဘယ်ဟာဘယ် platform ကဘယ်နေရာမှာတုံးပြီးတော့ဘယ် platform ကဘယ်မှာတုံးလဲဆိုတော့ကျွန်တော်ရှင်းပြမယ်အခု loss မှာတော့မိတ်ဆွေတို့ဒီတိုင်းမှာထားလိုက်အခု loss Google ကနေတွတ်ရှာရင်လည်းရတယ်ဗောနော်ဒီမှာမိတ်ဆွေတို့ AD move ဆိုတဲ့ website ကိုရှာလိုက်ပြီးရင် account တော့ဖွင့်လိုက် account ဖွင့်ပြီးမိတ်ဆွေရဲ့ passport ရဲ့ bank ရဲ့ dot check ဆက်လိုက်ပေါ့နော် ချိန်ဆက်လာအဲ့ဒါဘာနဲ့တူလဲဆိုတော့ AD move ဆိုတဲ့ဟာကဘာနဲ့တူလဲဆိုတော့ Google Assistant နဲ့တူတယ်ဒါပေမဲ့ AD move ကကြတော့ software တွေအတွက်လုပ်ထားတဲ့ကြောင်ညာ website အဲ Google Assistant ကကြတော့ website တွေအတွက်လုပ်ထားတဲ့ကြောင်ညာ website အဲ့ဒါလေးတစ်ခု꿰ဖို့လိုရဲ့အဲ့တော့ AD move ကို account ဖွင့်ပြီးတဲ့အခါကျရင်မိတ်ဆွေရဲ့ဒီမှာကြောင်ညာကုတ်ကိုဒီနေရာမှာလာတယ်ကြောင်ညာကုတ်ကဘယ်လိုပုံစံရှိမလဲဆိုတော့ဒီလိုဒီလိုဒီလိုလေးပေါ့နော်အဲ့လိုလေးဖြစ်နေလိမ့်မယ်အဲ့ account လေးကိုကြောင်ညာကုတ်ကိုကူးမှလာထဲတိုင်း ဒီမှာလည်းအပေါ်ဟာလေးဖတ်နော်ဒီကောင်ကကျတော့ Panda ATS နောက်ပြည့်ဒီကောင်ကကျတော့အာ Internet ATS ပေါ့နော်နောက်ပြည့်ခါကျရင်ဒီမှာ Native ATS Native ပေါ့နော် Native အာနောက်ပြီးတော့ဒီမှာဒါမျိုးတွေမှာတော့ကြော်ညာကုတ်တွေအများကြီးဒါထည့်လို့ရတယ်ဒီမှာကျတော့ Reward Video ATS ပေါ့နော်ဒီကောင်ကဒီကောင်ကလူတုံးများတယ်ဒီကောင်ကလူတုံးများဆိုတော့ဘာကြောင့်ဆိုတော့မိတ်ဆွေတို့ software တစ်ခုခုတုံးလိုက်တယ်ဆိုလို့ရှိရင်ဖုန်းရဲ့မျက်နှာပြင်မှာကြော်ညာတက်လာတယ်အဲ့ကြော်ညာကို click လုပ်ပြီးတဲ့ခါကျမှမိတ်ဆွေရဲ့ အဆော့ဝဲကိုဆက်တုံးလို့ရတယ်ဗောနော်ဒါဒီကောင်ကတရက်ခံဗောနော်အဲ့လိုဖြည့်ရခြင်းကြောင့်ရင်ကပြီးရင်ကျွန်တော်တို့ save ကိုနှိပ်လိုက်လို့ရပြီတကယ်လို့ကြော်ညာမထည့်တော့ဆိုလည်းဒီကောင်ကို save နှိပ်ပေးရမယ် save မနှိပ်ပေးဘူးဆိုလို့ရှိရင် download ဆွဲလို့မရအောင်အဲ့ကောင်ကို save နှိပ်လိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီမှာအကောင်လုံးပြီးရောက်ရဗောနော်မိတ်ဆွေအကောင်လုံး design တွေပါရေးဆွဲမယ်ဆိုရင်ဒီကနေတွားနော်ဒီမှာ color တွေရွေးလို့ရတယ်ဒီမှာ font တွေရွေးလို့ရတယ်အာဒီမှာ check sound check sound ဆိုတော့ကျတော့ဘာလဲဆိုတော့မိတ်ဆွေက Facebook မှာတောင်းလဲဆိုလို့ရှိရင်စာရိုက်ပြီးပို့လိုက်တယ်ဆိုရင်ဘုတ်တော့အဲ့လိုမျိုးအာ Telegram မှာဆိုလို့ရှိရင် do အဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်ပြောတာအတန်အမှန်လားမမှန်လားတော့မသိဘူးမိတ်ဆိုလို့စမ်းကြည့်လို့ရတယ်အဲ့လိုမျိုး check sound တွေကိုပြောတာ Okay ဒီမှာ menu type menu type ကလည်းမိတ်ဆိုရဲ့ menu ကဘယ်လိုပုံစံဖြစ်မလဲဒီလိုလားဒါမှမဟုတ်ဒီလိုလားဒီလိုလားပြန်အောင်မှာမိတ်ဆွေပြောပြင်လို့ရတာဒီအများကြီးရှိသေးတယ်ဒီမှာပြင်လို့ရတယ်အများကြီးရှိသေးတယ်ပြီးရခါကြလို့ရှင်ဘာလို့မလဲဆိုတော့မိတ်ဆွေ save လုပ်လိုက်ရင်ရပြီเนาะ save လုပ်လိုက် save လုပ်ပြီးသွားပြီဆိုလို့ရှိရင်အဒါကျတော့ background image background image ကကျတော့မိတ်ဆွေရဲ့ software မှာဘယ်လိုပုံပေါ်စေချင်လဲဆိုတာဖိစကားရုံထက်တယ်ဘယ်လိုပုံစံပေါ်စေချင်လဲဆိုတာကိုဒီမှာရွေးပြီး choose ဘိုင်ကိုနှိပ်ပြီးရွေးပြလိုက်ပြီးဆိုလို့ရှိရင်အာ margin ထည့်မလားမထည့်ဘူးလား margin ထည့်မယ်ဆို yes margin မထည့်ဆို no margin ဆိုတော့ကျတော့မိတ်ဆွေရဲ့ဖုန်းပေါင်းနဲ့အကွာဝေးကိုပြောတာအဲ့တော့ margin မထည့်တာကောင်းတယ်အပြည့်ပုံမျိုးเนาะပြီးရင်ကျွန်တော် save ကိုဆက်နေပြလိုက်ဒါကြတော့ main icon မယိုင်ကွန်လည်းမိတ်ဆွေတို့တရားကြတော့မယိုင်အိုင်ကွန်ပေါ့နော်။ Okay ။ဒါထည့်ပြီးတော့ဆိုရင် save နေလိုက်ပြီးရင်ရပြီ။ကျွန်တော် download ဆွဲလို့ရပြီ။ download ဆိုတာဟောနေလိုက်။ဒီနေရာရောက်လာမယ်။ဒီနေရာမှာဆိုမိတ်ဆွေ download ဆွဲလိုက်လို့ရပြီ။ download ဆွဲလိုက်တယ်ဆိုရင်ဒီနေရာရောက်သွားမယ်။ app ပြီးပြီဆိုတော့မိတ်ဆွေရဲ့ app ကမိတ်ဆွေကိုယ်ပိုင်ဖြစ်သွားပြီ။မိတ်ဆွေကြိုက်တဲ့နေရာမှာတင်ပြီးတော့ရောင်းလို့ရပြီ။ဒါမှမဟုတ်မိတ်ဆွေတကယ်ချင်းကို share ခြင်းနဲ့ share လို့ရပြီပေါ့နော်။ ြီးတော့မိတ်ဆွေက Google Play Store ပေါ်တင်မယ်ဆိုရင်တော့ဒီကောင်လေးကို net tip about Google Play ဆိုတာရှိရဲ့အဲ့ကောင်နှိပ်ပြီးတော့ဒီမှာသူပြောတဲ့ဟာလေးတွေကိုလာဖတ်ကြည့်ပါတကယ်လို့နားမလည်ဘူးဆိုလို့ရှိရင် screen shot ရိုက်ရိုက်ပြီးွားတဲ့ခါကျလို့ရှိရင်အာ chat GPT ကိုပေးလိုက်ဒါမှမဟုတ်လဲ Gemini ကိုပေးလိုက်ဒါလေးကိုအတူတုံရှင်းပြပါဆိုပြီးတော့ပေးလိုက်သူရှင်းပြလိုက်မယ်အများကြီးနားလည်စရာမလိုဘူးသူရှင်းပြတဲ့အတိုင်းလိုက်လုပ်လို့ရုံပဲနော် Okay ဒါတော့ဆိုလို့ရှိရင်မိတ်ဆွေတို့အာ application တခုကိုလွယ်လွယ်ကူကူဘယ်လိုဖန်တီးရမလဲဆိုတော့နားလည်ရွားရလို့ကျွန်တော်ထင်တယ်အဲ့တော့ อืมကျွန်တော်ဖန်တီးထားတဲ့ software ကိုဖုံးမှာတွားပြီးတော့ဒုံဖြူပြမယ်ကျွန်တော်တော့ပြီးရောမယ်လို့ထင်နေတာဒါပေမဲ့မပြီးသေးဘူးနောက်မှာဖန်တီးထားတဲ့ software ကိုဒုံဖြူပြအောင်မယ်ပေါ့နော် okay laptop မှာတော့ဒီလောက်ပဲအခုကျွန်တော်တို့ဖုံးမှာတွားပြီးရောစမ်းကြည့်ကြမယ်အခုဆိုတော့ကျွန်တော်ကျွန်တော်ဖုံးလေးကို software ရောက်လာပြီရောက်လာပြီဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီဟာကျွန်တော်ရဲ့ software လေးပေါ့နော်ကျွန်တော်ဖန်တီးလိုက်တဲ့ software လေးအဲ့တော့ကျွန်တော်စမ်းပြီးတော့ဒုံကြည့်မယ် install တင်လိုက်မယ် install တင်တဲ့အချိန်မှာမိတ်ဆွေတို့ကိုဒီကိုယ့်ရဲ့ဖုန်းကမတည်တဲ့ source ကနေလာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကတတိပေးချက်လေးတွေပြောလိုက်မယ်ပေါ့နော်။ဒါပေမဲ့ကိစ္စမရှိဘူးဒါကိုယ်တိုင်ဖန်တီးထားတဲ့ software ဆိုတော့ကိုယ့်ဘာသာကိုယုံကြည်နိုင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီမှာ software ခဏလောက်စောင့်လိုက်မယ်။ဟုတ်ကဲ့ဒီမှာကျွန်တော်ပြောတာဒါမျိုးလေးဒီမှာနော်။ဒါမျိုးတတိပေးချက်တွေပေးလာတယ်ဆိုလို့ချင်းကျွန်တော်တို့ဘာမှမဖြစ်ဘူး။အာ install water scanning ကျွန်တော်တို့ကရတယ်ကိစ္စမရှိဘူး scan လုပ်လိုက်မယ်ကျွန်တော်အာဒီပေါ်ဒီ application နဲ့ပတ်သက်လို့ကိုယ်ပါလာကိုတာဝန်ယူတယ်ပေါ့ဗျာကိုဖြစ်ကိုခံပေါ့အဲ့လိုမျိုးတဘောမျိုးပေါ့နော်ဒါကတော့ scan scan လုပ်မယ်ဆိုလို့ရှင်တော့ scan လုပ်လိုက်ပေါ့နော်ဒါကတော့မတည့်ရဲ့ source code ကနေလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖုန်းက auto detect လုပ်ပေးရကျွန်တော်တို့ install without scanning ဒီမှာကျတော့မိတ်ဆွေရဲ့ pattern ထည့်ရမယ် pattern ထည့်ရမယ်ဆိုတာရှိမှာနော်မရှိဘူးဆိုရင်ဒီတိုင်းတင်လို့ရတယ် okay ကျွန်တော်ဒီမှာ install လုပ်လိုက်ပြီ install လုပ်လိုက်ပြီဆိုတော့ခဏလောက်စောင့်လိုက်မယ် okay ဒီမှာ py ပေါ့နော် open အတရနဲ့ open လိုက်လိုက်လို့ရဒါမှမဟုတ်လဲကျွန်တော်တို့ဖုန်းနဲ့ application ကိုတွားကြည့်လိုက်ဒီမှာနော်ကျွန်တော်ရဲ့ application ကဒီကောင်ဖြစ်မယ်ပေါ့နော်ဒီမှာမြင်ရလားမသိဒီဘက်ကိုရွှေ့လိုက်မယ်ဗျာတခုလေးဟုတ်ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ application တခုရလာပြီကျွန်တော်ဖွင့်ကြည့်လိုက်မယ်ဘယ်လိုပုံစံမြင်ရအောင်လဲဆိုတာဒါကကျွန်တော်ဖန်တီးတာအရင်ကြီး special တော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ video ပြချင်တာအာဘယ်လိုဖန်တီးရလဲဆိုတာအစမ်းပြချင်တာ အဲ့တော့မိတ်ဆွေတို့ကိုပါတာကိုအသေးစိတ်ပြန်ပြီးလုပ်ပါဒီမှာဆိုလို့ရှိရင်အလောင်းကိုနှိပ်လိုက်မယ်ဝေးဒီမှာဒီပုံစံလေးပေါ်တယ်ပေါ့နော်ဒါကတော့မိတ်ဆွေတို့ခုနက software ဖန်တီးရဲ့နေရာမှာ icon လေးကိုတေချာရွေးခဲ့မယ်ဆိုတော့ကျွန်တော်တက်လောက်အောင်ပေါ်မှာပေါ့နော်အခုကတော့ကျွန်တော်ဒီပုံစံလေးပဲပေါ်တယ်အဲ့တော့ကျွန်တော် top lower ကိုနှိပ်ကြည့်မယ်စာအုပ်ဖတ်လို့ရပြီလားမရဘူးလားဆိုတော့သူ loading လုပ်နေတယ် okay ဒီမှာကြည့်စာအုပ်တွေဖတ်လို့ရပြီอืมဒီမှာနော် ဒါဆိုကျွန်တော်စာအုပ်တော့ဖတ်လို့ရပြီပေါ့နော်ဒါဆိုလို့ချင်းကျွန်တော် PDF ဖိုင်တွေကိုအများကြီးရှာစရာမလိုတော့ software တစ်ခုထဲမှာစုစည်းပြီးသားဖြစ်သွားပြီဒီမှာလည်းအဲ့လိုပဲခဏလောက်ဆောင်းကြည့်မယ် Okay ဒီမှာဆိုလို့ချင်းလည်းစာအုပ်တွေကကျွန်တော်ဖတ်ချင်တဲ့စာအုပ်တွေကိုအလွယ်တကူနဲ့ဖတ်လို့ရပြီပေါ့နော်စာအုပ်ပုံစံလေး ဖြစ်သွားတယ် software တစ်ခုပုံစံမျိုးပေါ့ဗျာခုနကကျွန်တော် PDF file တွေကိုဒီလို software တစ်ခုပုံစံမျိုးဖန်တီးတိုင်းတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအရင်တော့အလိုမျိုးကျွန်တော် PDF file တွေကိုတွားပြီးတော့ file ထဲမှာ folder file is folder ထဲမှာတွားပြီးရရှာနေစရာမလိုတော့ဒီမှာကျွန်တော်ဖုန်းထဲမှာ software တစ်ခုအနေနဲ့ရှိနေရဗျာဒီမှာတကယ်ချင်းတွေကိုပေးမယ်ဆိုလို့ရှင်လည်းကျွန်တော်ကကြော်ညာထည့်ထားတယ်ဆိုလို့ရှင်ဒီမှာကြော်ညာလေးတက်နေလိမ့်မယ်ဒီညမှာကြော်ညာတက်နေလိမ့်မယ် ဒါမှမဟုတ်လဲစာဖတ်တယ်ဆိုလို့ရှိရင်အဲ့လိုစာဖတ်နေရင်လည်းဒီမှာကြုံညာတွေတက်နေလိမ့်မယ်ဗျာအဲ့လိုကြုံညာတွေတက်နေခြင်းအပြင်ကျွန်တော်봐ရတယ်ဆိုတော့ကျွန်တော်ပတ်ဆိုင်ရတယ်ပေါ့ဗျာဒါကတော့လွယ်လွယ်ကူကူဆက်ဝဲဖန်တီးရဲ့နေပဲဖြစ်ပါတယ်အားလုံးအဆင်ပြေကြမလို့ကျွန်တော်ထင်တယ်ချန်နယ်လေးကို like subscribe လေးလုပ်ခဲ့ကြအောင်မမေ့နဲ့ဒါပဲ